ကဲမင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့နောက်ဆုံးရတဲ့တင်တွေကိုပြန်လည်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် okay အဲ့တော့စလိုက်ကြအောင်ပထမအဆုံးကတော့အခုပုံမှာပြထားတဲ့အတိုင်းပဲ pronica နဲ့ဒီ junior fair test ရဲ့အပွဲအကြောင်းဖြစ်ပါတယ်အဲ့တော့မနေ့ကတော့ဆေးစစ်တာတွေအကုန်လုပ်ပြီးတော့ပြီဒီနေ့ကတော့ weight chain နဲ့ပြီးတော့မှ hydration test စစ်တယ်ပြီးတော့ face off လုပ်သွားပါတယ် အဲ့တော့ weight chain ရဲ့အချိန်မှာဒီ junior fair test ဆင်ဝိတ်က135ပေါင်ကွတ်တီဖြစ်နေပါတယ်နော်အထံ weight တန်းက135ပေါင်ပါအဲ့တော့ junior fair test ကကွတ်တီဖြစ်နေတယ်အာကျွန်တော်တို့ bronica bronica 134.4ဖြစ်နေပါတယ်နော်ကျွန်တော်တို့ bronica က weight အများကြီးချထားရတဲ့အချိန်တွေဗျတမ်းလားမျက်နှာပုံစံအနေထားကိုကြည့်ရင်လည်း အရင်ပထမတစ်ခေါက်လောက်တော့မဟုတ်ဘူးဒါပေမဲ့ဒီတစ်ချိန်လဲ weight ချထားတော့ကျွန်တော်တွေ့ရပါတယ်နော် weight ချထားတယ်ဆိုတော့အားအမြန်ပြင်မွေးမှရမှာဖြစ်ပါတယ်အဲ့တော့ဒီ junior phase test အတွက်လဲဒီပွဲကလွယ်ကူတဲ့ပွဲတော့မဟုတ်ပါဗျာသူကဒီပွဲနိုင်ရင်စာချုပ်ရမယ်ဆိုပြီးတော့ဗောနော်သူကပြောဆိုထားတယ်တကယ်လည်းအရင်ကြိုးစားမှဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ bronica ဆိုတဲ့ fighter လဲအတွေ့အကြုံများတဲ့ fighter ဖြစ်နေတဲ့အတွက် ထင်တော့တော့အလွယ်မှာမဟုတ်ဘူး fair test ကရုံးကန်နိုင်ရခြင်းရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ bronica ဘက်မှာလဲ PR တော့ရှိတာပေါ့ဗျာဒုတိယပွဲနိုင်မှဖြစ်မဲ့အခြေအနေပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့လည်းဒီပွဲကို နိုင်ပွဲလိုချင်တယ်အဲ့တော့ပရိတ်သတ်အားလုံးကလည်းစောင့်ကြည့်နေတာဖြစ်တဲ့အတွက် bronica အတွက်လဲ PR အနေငယ်တော့ရှိနိုင်ပါတယ်ဒါပေမဲ့လဲဒီပွဲကသူတို့အရင်ကိုအရေးကြီးတဲ့ပွဲဖြစ်တယ်မနက်ဖြန် 9ခုနှစ်နိုင်မှာစတင်မှာဖြစ်ပါတယ်เนาะအဲ့တော့ Bronica ရဲ့ပွဲကဒုတိယအကောင်ပွဲဆိုရင်မြန်မာစံတော်ချိန်9ခွဲနဲ့အစိမ်းနိုင်ရဝင်းချိန်မှာကြည့်ရဖို့ရှိပါတယ်အဲ့တော့မနက်ဖြန်တောက်ကြညမေလ9ရက်နေ့ည9နိုင်မှာကျွန်တော်တို့အတူတကွအားပေးလိုက်ကြရအောင်ဗျ Okay နောက်ထပ်အကြောင်းအရာတစ်ခုကတော့တရားပါခင်ဗျကိုအောင်လာကကနေဒါနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ် ဘာလို့လဲဆိုရင်ဒီပေါ်ရာကြီးပေါ့နော်သူရဲ့ပေါ်ရာကြီးဒီတယောက်ကဒီတစ်ပတ်ပွဲထိုးဖို့ရှိပါတယ်သူနာမည်က Mark Andre Barrio လို့ခေါ်ပါတယ်ကိုအောင်လာတို့ရဲ့ Kill Clip SCR Fighter ဖြစ်ပါတယ်ရောက်ကိုအောင်လာက UFC ပွဲတွေပါလိုက်ပြီးဝင်ရနေရပြီဖြစ်ပါတယ်နော်သူရဲ့ပြင်ဘက်ကဒီ Bruno Silva ပါခင်ဗျအဲ့တော့ Bruno Silva က M1 promotion မှာသူက middleweight champion ဖြစ်ခဲ့တဲ့ fighter ပါအခုပြဟတဲ့တယောက်ပေါ့နော် ကျတော့တခြား promotion တွေမှာလည်းအဲဒီ champion ဖြစ်ခဲ့တယ်ဒါပေမဲ့ kickboxing မှာပေါ့နော်ဒါပေမဲ့ M1 promotion မှာတော့ MMA champion ဖြစ်ခဲ့တာပါအဲ့တော့ M1 ကနေသူက UFC ကိုအာပြောင်းလာတဲ့ fighter ဖြစ်ပါတယ်အဲကိုအောင်လာရဲ့တပည့်ကြီးကလည်းသူလည်း champion ပဲဒါပေမဲ့သူက TKO promotion မှာကနေဒါမှာရှိတဲ့ TKO promotion မှာ champion ဖြစ်တာပါအဲ့တော့ fighter နှစ်ယောက်စလုံးကတော့ champion ဖြစ်နေပါတယ် ဒီကိုအောင်လာရဲ့တပည့်ကြီးကပို့ပြီးတော့အာဒီဝိတ်တန်းတော့ပို့ကြည့်တယ်သူက light heavyweight အထိတက်ထိုးပို့တဲ့ fighter ဖြစ်တယ်အဲ့တော့ light heavyweight မှာလည်း TKO champion ဖြစ်တယ်ပြီးတော့ middleweight မှာလည်း champion ဖြစ်ပို့တဲ့ fighter ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီတယောက်ကတော့တကယ်ကိုမလွယ်တဲ့ fighter ပေါ့နော် Bruno Silva သူလည်းဒီ Brazil fighter ပဲအဲ့တော့ကျွန်တော်တို့ဒီ Joshua Ban နဲ့ရှင်ပြန်ရမယ့် fighter Bruno Silva နဲ့နာမည်ဆင်နေပါတယ်။အဲ့ဒီ Bruno Silva ကတော့ Flyweight တန်းမှာပဲကစားပါတယ်။အခု D Fighter ကတော့ Middleweight တန်းမှာကစားတဲ့ Bruno Silva ဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ပွဲကိုတော့ဒီတနင်္ဂနွေနေ့မနက်ပိုင်း9:00နာရီမှာစတင်မှာဖြစ်ပါတယ်။ Prelim ပွဲစဉ်မှာတတိယပွဲမှာကြီးရှုရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကိုအောင်လာရဲ့တပေပွဲစဉ်အကြောင်းပါ။ဟုတ်ပြီနောက်ထပ်အကြောင်းအရာတစ်ခုကတော့ ဂျော်ရှောဘန်အကြောင်းပါခင်ဗျဂျော်ရှောဘန်ကဘာဖြစ်လဲဆိုရင်မြန်မာပြည်သူတွေကိုလှူဒန်းတဲ့အလှူငွေပေါ့နော်ဒီပထမတစ်ချိန်တော့သူလှူပြီးသွားပြီအခုဒုတိယတစ်ချိန်သူကရန်ပုံငွေအလှူကောက်ခံနေတာဖြစ်ပါတယ်အဲ့ဒီပတ်စံတွေအကုန်လုံးကိုလည်းကျွန်တော်တို့မြန်မာပြည်ကိုလှူဒန်းဖို့ဖြစ်ပါတယ်။အခုတွေ့ရတာတော့ဒေါ်လာ13300ကျော်ပေါ့နော်။အဲ့လောက်ထိရရှိနေပြီ။မြန်မာငွေနဲ့ဆိုရင်3900နဲ့600ဝန်းကျင်မှာရှိနေပါပြီ ဲ့တော့ဒီပတ်စံကိုတူလှူဒန်းဖို့လုပ်တဲ့အချိန်မှာဒီလှူဒန်းတဲ့အချိန်မှာလည်းဒီ website မှာပေါ့နော်ဒီ website ကလည်းတဆင်တို့ကဒီ UFC ရဲ့ဖွဲ့စည်းရတငယ်ချင်းတွေပါမယ်ပြီးရင်ဟင် US မှာရောက်ရှိနေတဲ့တိုင်းဒါညေကိုတွေပါမယ်ပေါ့နော်တို့လှူဒန်းထားတဲ့ပတ်စံဖြစ်ပါတယ်အဲ့တော့ဒီပတ်စံကိုထုတ်ဖို့ဆိုရင်တို့လှူဒန်းထားတဲ့ website ကခွင့်ပြုမှာပဲပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ website ကဘာဖြစ်လာလဲဆိုရင်ထုတ်ယူရမယ့်အချိန်မှာ Joshua Ben ကိုတိတ်မယုံတယ်လို့ဖြစ်နေတယ်တမလား အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကျော်လျှော်ပန်းဒီပတ်စံကိုလွှဲလို့လွှင့်မရထုတ်လို့လွှင့်မရဖြစ်နေပါတယ်အဲ့တော့အတူဘက်ကပြန်ပြီးဖြေရှင်းထားတာတော့ဒီ email ပို့ထားတာပေါ့နော်အဲဒီအဖွဲ့အစည်းကို email ပို့ထားတယ်တကယ်လို့ခင်ဗျားတို့ကျွန်တော်ကိုမယုံဘူးဆိုရင်လည်းဒီပတ်စံတွေကိုကျွန်တော်လည်းမထုတ်ဘူးအခုလှူဒန်းထားတဲ့အလူရှင်တွေကိုသူတို့ရဲ့ bank account ပေါ့နော်သူတို့ကိုပြန်ပြီးတော့လွှဲပေးလိုက်ပါဆိုပြီးတော့ Joshua Ban ဘက်ကနေ email ပို့ထားတာဖြစ်ပါတယ်အဲ့တော့သူတို့ကတော့ Joshua Ban ကိုမသိလို့ပဲ ဖြစ်နိုင်ပါတယ်နော်တခြားလဲတို့တို့အစစ်စစ်ပါလိမ့်မယ်အဲတကယ်လို့တို့တို့ဘက်ကနေโอเคမှန်ကန်တယ်ဆိုတော့အထောက်အထားတွေ့ရင်တော့ဒီပတ်စံလဲမြန်မာပြည်ကိုလူနှမ်းလို့ရမှာဖြစ်ပါတယ်အဲ့ဒါတော့လက်ရှိကျွန်းရှောက်ပန်းကြုံနေရတဲ့ပြဿနာဖြစ်ပါတယ်โอเคနောက်ထပ်အကြောင်းအရာတစ်ခုကတော့တရားပါခင်ဗျဒီတရားကိုအကုန်လုံးမှတ်မိမယ်ထင်ပါတယ်ဂျပန်ဖိုင်တာ shoot bouncing promotion ရဲ့ champion ပေါ့နော် ဖေဒါဝိတ်တန်ရဲ့အချင်းပြန်ဂိုင်တူလို့ခေါ်ပါတယ်အဲ့တော့အရင်ဒီ rock town နဲ့ target တို့ရဲ့ပွဲစဉ်မှာဒီဂိုင်တူနဲ့ Marek Gregorian ရဲ့ပွဲလေထည့်သွင်းကျင်းပတာဖြစ်ပါတယ်ဒါပေမဲ့ Marek Gregorian ကဝိတ်အနည်းငယ်ပိုနေတပေါင်တော့မှမရှိဘူးဗျ0.5ပေါင်ပေါ့နော်ပေါင်ဝက်လောက်ပဲပိုတာပါအဲ့ဒါကိုဒီ cash rate တန်းနဲ့အထူးပေါ့ပေါ့နော်ဒီ kai kai to နဲ့ညှိနှိုင်းတဲ့အချိန်မှာ kai to တို့အဖွဲ့အစည်းကတော့သူတို့ မန်နေဂျာတွေပေါ့နော်မန်နေဂျာအပါအဝင်ဒီကိုက်တိုတို့အဖွဲ့ကတော့အဲ့ဒါကိုညှင်းပယ်လိုက်ပါတယ်ပြီးတော့ဒီပြင်ပွဲကနေနှုတ်ထွက်သွားပါတယ်အဲ့တော့မာရက်ဂရဂိုရီယန်ဘက်ကလည်းတော်တော်လေးကိုအသိမ်းသွားတာပေါ့နော်ဝမ်ချမ်ရှစ်မှာဆိုရင်တပေါင်နဲ့၅ပေါင်ကြာအဲ့လောက်ကွာဟနိုင်တော့မှကစားနေကြတာတွေ့ရပါတယ်နော်အဲ့တော့မာရက်ဂရဂိုရီယန်လည်းအဲ့ဒါကိုကြည့်ပြီးတော့သူလည်းတော်တော်လေးကိုပေါက်ွဲသွားတယ်ဒီလူကဖိုက်တာအစစ်မဟုတ်ဘူးသူ့ကိုကြောက်လို့ထွက်ပြေးသွားတယ်ဆိုပြီးတော့ အာဝေဖန်ပြောဆိုထားတာဖြစ်ပါတယ်အဲ့တော့ဂျပန်မှာပထမဆုံးကျင်းပတဲ့ပွဲလေးဖြစ်တယ်ပြီးတော့ကိုင်တိုရဲ့ပထမဆုံးပွဲလေးဖြစ်တယ်ဆိုတော့ဥက္ကဋ္ဌကြီးချန်ထရယ်တီပွဲကိုကစားစေခြင်း ਨੇ ဒါမဲ့ကိုင်တိုတို့ဒီမန်နေဂျာအဖွဲ့ကနှုတ်ထွက်သွားတော့ဥက္ကဋ္ဌကြီးချန်ထရယ်တကယ်ကိုတင်းသွားတယ်တမလားတကယ်ကိုတင်းသွားတော့ဟာတကယ်ဟီးရိုးအဆစ်ဆိုရင်တကယ်ဖိုင်တာအဆစ်ဆိုရင်တော့ဒီလိုမျိုးနှုတ်ထွက်မှာမဟုတ်ဘူးဒီလူမှာပြဿနာရှိနိုင်တယ်ဆိုပြီးတော့ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါမဲ့နောက်ပိုင်းမှာတော့အုတ်ခရာကြီးချက်တရပေါ့နော်။ကိုင်တိုကဂျပန်မှာရှိတဲ့တကက်ဖိုင်တာကောင်းတယောက်ဖြစ်တယ်ဆိုပြီးတော့ပြန်လည်တောင်းပန်လာတာပေါ့နော်။သူ့ဘက်ကပဲစာပြီးတော့ပြန်လည်တောင်းပန်လာတာဖြစ်ပါတယ်။ဒါမဲ့မာရက်ဂရီဂိုရီယန်ဘက်ကတော့လုံးဝတောင်းပန်ထားခြင်းမရှိဘူးဆက်ပြီးတော့သူ့ကိုဝေဖန်ပြောဆိုနေတာဖြစ်ပါတယ်။အဲ့တော့ကိုင်တိုဘက်ကလည်းမာရက်ဂရီဂိုရီယန်ကိုပြန်ပြောဆိုင်ခေါ်တယ်။ Okay အဲ့လိုဆိုရင်ခင်ဗျားကျွန်တော်ကစားနေတဲ့ shoot policy promotion ကိုလာခဲ့လိုက်ဒီမှာခင်ဗျားနဲ့ပွဲတပွဲလောက်နှွှဲမယ်ဆိုပြီးတော့ပြန်လဲစိန်ခေါ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီအခြေအနေကိုကြည့်ရင်တော့ကျွန်တော်တို့လည်းဟာဒီနှစ်ယောက်ရဲ့ပွဲစဉ်ကတော့တကယ်ကိုကြီးလုံးကောင်းပြီပေါ့ဗျာဒါမှအားလုံးလည်းစောင့်နေနေတယ်ဒါပေမဲ့ဒီနေ့ကြေညာလာတာကမိုဟာမက်ဆင်ဆရာနေနဲ့ဖြစ်နေပါတယ်တယ်လားမာရီဂရီဂိုရီယန်နဲ့ခိုင်ထိုကအဲ့လောက်ထိပွဲဖြစ်နေတာတယ်လားကြည့်လို့လေကောင်းမဲ့ပွဲဗျာ အားလုံးလည်းစောင့်မျှော်နေပါတယ်ဆိုမှဝမ်ချမ်းရှစ်ကတော့မိုဟာမက်ဆင်ဆာရာနီနဲ့ပွဲတည်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဘယ်တော့မှပြန်တွေ့ရမယ်တော့မပြောတတ်ဘူးဒီပွဲကတော့အခုလာမယ့်မေလ23ရက်နေ့အတည်1 Friday fight ခေါင်းစဉ်အောက်မှာပဲရှင်ပြန်ထုတ်တက်တွားကြမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲပြီးရင်တော့မာရက်ဂရီဂိုရီယန်နဲ့တော့တွေ့စေချင်တာပေါ့နော်။မဟုတ်ဆိုရင်ကိုက်တိုကလည်းတကယ်ကိုဂျပန်မှာ တကယ်ကိုကောင်းတဲ့ fader weight တန်း champion ဖြစ်ပါတယ်အဲ့တော့အခုလာမယ့်23ရက်နေ့တော့ကျွန်တော်တို့ပထမအုံဆုံးသူ့ရဲ့ပွဲစဉ်ကိုအရင်ကြည့်ရမှာဖြစ်တယ်သူ့ရဲ့အရေးချင်းဘယ်လိုမျိုးအခြေအနေရှိလဲဆိုတော့ကျွန်တော်တို့ချက်ဆောင်ကြည့်တော့ကြတာပေါ့နော်အဲ့ဒါတော့အာဒီနေ့ခုနကပဲကြေညာတဲ့တွဲဆိုင်ဖြစ်ပါတယ်โอเคအဲ့ဆိုရင်ဒီနေ့ကတော့လောက်ပါပဲဗျာနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်